โอเคမင်္ဂလာပါဆိုတော့နှစ်ပွဲကိုကျွန်တော်တို့လိုရင်းတူရှင်လေးကျွန်တော်တို့ဖြတ်အောင်ပထမပွဲကစိုးနောင်နဲ့မိုင်ဆန်နွိုင်ပထမအောင်ဆုံးချီးကျူးကျင်တာကတော့စိုးနောင်ရဲ့မာကိုမှာဒီကွန်ဘတ်စပေါ့မှာကပညာသင်နံပါတ်1ပါโอเคမှန်တယ်ဒါပေမဲ့ပညာရဲ့နောက်ပိုင်းမှာလည်းဒီမာကိုနဲ့စာပိုင်းလေးကတော့ကတ်ပြီးတော့လိုက်ရတယ်အာအခုစောတဲ့ပုံစံစွနောင်စောတဲ့ပုံစံအရာဆိုရင်တော့သူရေရှည်တော့ဒီပုံစံနဲ့တော့မစောတဲ့ုံလို့တော့မြင်တယ်။ဘာကြောင့်လဲဆိုတော့အသက်24နှစ်အရွယ်မှာမာကုံဦးစားပေးပြီးတော့မာကုံလုံးလုံးကြီးဦးစားပေးရတော့မဟုတ်ပေမဲ့ တချို့ပိုင်းတွေမှာဖွင့်ထိုးတယ်ပေါ့နော်မာဂုံနည်းနည်းလေးအားပြုပြီးဆော့တာမျိုးတွေကအသက်24နှစ်အရွယ်မှာဖြစ်နိုင်သေးတယ်လုံနိုင်သေးရဆိုပေမဲ့အသက်30အရွယ်မှာတော့ဒီလိုပုံစံကတော့မဖြစ်နိုင်လောက်ဘူးဆော့လို့မရလောက်ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီပွဲစုံအောင်ကောင်းလားဆိုရင်အရင်ကောင်းတယ်မှန်တယ်ဒါပေမဲ့ဒီပုံစံတိုင်းတော့ရေရှည်ကြီးမဆော့တဲ့ဘူးဆိုတဲ့အချက်ကိုပဲထောက်ပြခြင်းမျိုးဖြစ်တယ်ထိုင်းကင်လေးရလေ မွေထိုင်းတာစောင့်နေတာသူကလည်းရိုးရသမားပုံစံမျိုးပဲထိရင်ပို့ပြီးတော့လိုက်တတ်တယ်လက်သီးဦးစားပြုတ်တယ်ခြေကန်ကြက်တွေဘာတွေကဒုတိယနေရာမှာပဲရှိတယ်သူလည်းဇာဝတော့ဥတီပြီးတော့ဆော့တယ်ဒါမဲ့ဇာချင်းရှင်တဲ့ချိန်မာကုံချင်းရှင်တဲ့ချိန်တယောက်ကိုတစ်ချက်ထိတဲ့အချိန်ချင်းတွေမှာကြတော့ကိုရီးယားကရင်ကိုမြန်မာကရင်ကိုထိုင်းကရင်မရှင်းနိုင်ဘူးထိတာတော့နှစ်ယောက်စလုံးထိတယ်ထိချက်ရတွက်မယ်ဆိုရင်တိတ်ပြီးတော့မကွာဘူးစိုးနောက်ကိုထိုးတဲ့ထိုင်းကရင်လက်သီးတွေကတော့မှပို့ပြီးတော့တက်ကနစ်ပို့ပြီးတော့ကြသေးတယ်ပေါင်းစင်မျက်လုံးပေါင်းစာတယောက်ရဲ့မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တက်ကနစ်ပိုင်းကိပေါင်းစာတယောက်ရဲ့မျက်လုံးနဲ့ကြည့် မယ်ဆိုရင်ခြေကံကြက်ပိုင်းမွေထမ်းသမားတယောက်ရဲ့မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တထောင်ပိုင်းတွေကကျင်းသေးတယ်ဒါသည်စိုးနောင်ဦးတက်တာတယ်တက်ကနေပိုင်းမှာဆိုတာတယ်ဒါပေမဲ့တယောက်တစ်ချက်ထိတဲ့အခါမျိုးတွေမှာဟိုအသားဖြူဖြူကင်းရင်လေးထိုင်းကင်းလေးကလစ်သွားတာများတယ်ကိုရီးယားစိုးနောင်ဦးက level right ဟု မှန်တယ်ထိုးနိုင်တယ်ဒါပေမဲ့တိတ်ပြောမတိကြဘူးထိချက်များတယ်ရှိုးရာအားပါတယ်ခါအားမပါဘူးဒီ body လှည့်တဲ့ twist အားမပါဘူးဒါကြောင့်မလို့ထိချက်များပေမဲ့အပြတ်မဖြတ်နိုင်ခဲ့တာဒုတိယကြိမ်မှာဆိုရင်တစ်ခါအပြတ်ဖြတ်နိုင်လောက်တဲ့အနေအထားတစ်ခုရခဲ့တယ်မဖြတ်နိုင်ခဲ့ဘူးနောက်ဆုံးအချီမှလည်းဖြတ်နိုင်လောက်တဲ့အနေအထားမျိုးရခဲ့တာပဲမဖြတ်နိုင်ခဲ့ဘူးဒါဒီစိုးနောင်ကိုအပြစ်ပြောနေရမျိုးမဟုတ်ဘူး ထပ်ပြီးတော့ကိုဘက်ကနေပြောထပ်လောင်းပြင်ဆင်ရမယ့်ဘိုင်းတွေကိုပြောတာဒီပွဲမှာစိုးနောင်ဆောင်ရမ်းကောင်းတယ်မှန်တယ်မမျောလင့်ထားတာတွေတော့မှလုတ်ပြသွားနိုင်တယ်အကောင်းဆုံးအပိုင်းဆိုရင်ဒူးတိုက်ချက် 45° twist လောက်ပြီးတော့ဒူးတိုက်သွားတယ်ဒူးတိုက်ချက်တွေကတော်တော်ပညာသားပါတယ်ပြီးတော့ခြေကန်ချက်တွေအာအဖိတ်စင်ရှိရဆိုပေမဲ့လည်းတော်တော်လေးကိုကောင်းတဲ့ခြေကန်ချက်တွေကိုပြနိုင်တယ်အဓိကလိုအပ်သွားတာဒီလက်သီးပိုင်းဟူဆွဲတဲ့ချိန်မှာတခုခုကသူ့လက်ကိုဆွဲထားတဲ့အနေထားမျိုးတွေမြင်ရတယ်ဒီပိုင်းတွေလောက်ကလွန်ရင်ကျန်တဲ့ပိုင်းတွေမှာလောကပါဖက်တက်လုံးနည်းနည်းလေးကျလာဆိုပေမဲ့တက်လုံးကျတဲ့အနေထားကလည်း body ပိုင်းတွေနိုင်ခံရလို့တက်လုံးကျတာ body ပိုင်းကိုထိရင်ဘာလို့မဆို တက်လုံးကြားတယ်။ Okay ဒါလည်းအပြစ်ပြောစရာမရှိဘူး။ဆိုတော့ဒီပွဲမှာအားလုံးချုံပြောရရင်စိုးနောင်ဦးသည် yes ကောင်းတယ်။အယမ်းမိုက်တယ်။လက်ခုပ်တီးရလောက်အောင်ကောင်းတယ်။မမျောလင်းထားလောက်အောင်ကောင်းပြနိုင်ခဲ့တယ်။ဒါပေမဲ့တချို့ပိုင်းတွေကိုနောက်ပွဲတွေနောက်ပွဲတွေမှာထပ်ပြီးပြင်လာဖို့လိုမယ်။အဲ့ပိုင်းတွေထပ်ပြီးပြင်လာနိုင်ရင်စိုးနောင်ဦးရဲ့ဇစိုးနောင်ဦးရဲ့စိတ်ဓာတ်နဲ့ဆိုရင် fly rate တက်မှာနေရာတစ်ခုထပ်ပြီးတော့ရအောင်ရားလိုက်မယ်။ကိုထက်တဘာမြင့်တဲ့လူလေးပွဲထိုးတာတွေသုံးပွဲနိုင်တဲ့တပွဲရှုံးတဲ့ကောင်ကိုဒါလောက်ထိလုပ်ပြနိုင်နေစိတ်အာယုံဆိုင်မှုအရန်ကောင်းနေ တက်ကနစ်ပိုင်းလေးပဲလိုတာပါအဲ့တက်ကနစ်ပိုင်းလေးဒါထပ်ပြီးဖြင်းနိုင်မယ်ဆိုရင်စိုးနောင်အတွက်နေရာတနေရာဝမ်းချမ်းမရှိမှာရှိနေပါလိမ့်မယ်ဒီနေ့နိုင်ပွဲတက်ကတော့စိုးနောင်အတွက်ကို congratulation ပါအရန်ကောင်းပါတယ် okay တန်းစင်ပွဲကောင်းတာအရင်ဆုံးစပြောမယ်ပထမပွဲလောက်မလောတော့ဘူးဒါဒီကောင်းတဲ့အရွယ်တစ်ခုအယုံဆန်းနေစွမ်းပိုတိုးတက်လာတယ်ဒါဒီလည်းကောင်းတဲ့အရွယ်တစ်ခုပဲအမားအနည်းဆုံးတော့သူအတက်နိုင်ဆုံးဆော့ပေးရှာတယ်အဲဒါလည်းကောင်းတဲ့အရွယ်တစ်ခုပဲဟုတ်ပြီဒါဒီကောင်းတဲ့အချက်တွေထပ်ပြီးလိုအပ်တဲ့အချက်တွေကသူ့မှာ game plan မပါလာဘူးလို့ပြင်တယ်နံပါတ်1ချက်သူ့ရဲ့ logic တွေအားလုံးက perfect အရင်အထက်ကိုကျန်းလာတာ super legend မှာ train ထားတဲ့အတွက်ပိုတောင်ကျန်းလာသေးတယ် company ကပရမတခါအကန့်ခံပြီးတဲ့ကသူမျက်နှာပြတ်သွားတယ်ဒါပေမဲ့သူကရပါသေးရဲ့ကွာဆိုပြီးတော့ထထပ်ပြီးလှုပ်ပေးရတဲ့အခါမှာလေးချက်လောက်ဝင်ပြီးရတဲ့အချိန်မှာအဲ့ညာခြေကတိတ်ပြီးတော့မလုံနိုင်တော့ဘူး ကျွန်တော်ဒီ compass point မှာ marshall compass point မှာ found ခုရှိတယ်ဘောင်စာတွေဆိုပို့ပြီးတော့တိမယ်ဘောင်စာတွေရဲ့အသက်ကြီးခြေတော့ပဲဘောင်စာကလက်သီးနဲ့ထိုးရဆိုမဲ့သူ့ရဲ့အသက်ကခြေတော့ပဲအဲ့ full walk ကိုဖြတ်နိုင်ရင်လက်သီးပိုက်နေရာသုံးစားမရအောင်ဒီမှာလည်းဒီတိုင်းပဲမွေထိုင်းဆော့နေရဆိုမဲ့ဒီ theory အတိုင်းပဲသွားတာဆိုတော့ compass 9ကခြေခံချက်တွေတည်တည်ချာထိပြီးသွားတဲ့အချိန်ခြေလောက်နာသွားတဲ့အချိန်မှာသူ့ရဲ့ forward တွေနည်းနည်းနှေးသွားတယ်ရွှေ့တာတွေတိတ်မမှန်တော့ဘူးလက်သီးပိုက်နေတိတ်ပြီးတော့အားမပါတော့ဘူးခါးတွေတိတ်ပြီးတော့အားမပါတော့ဘူး ဒါဒီပရမအချီဒါမဲ့ဒုတိယအချီကနေစပြီးတော့တန့်စင်ပါလဲဆိုတာသူရိမ့်မိသွားတယ်။စောင့်ဆောင်ပြီးမတိုက်တော့ဘဲနဲ့နောက်ကိုပဲချစ်တလန်းဆုတ်ပြီးတော့တတ်နိုင်တလောက်အကွာဝေးတစ်ခုကပဲစော်တယ်။ Pushkit တွေကန်တယ်၊ Hackit တွေကန်တယ်။အဲ့ချိန်မှာ Hackit တွေတွန်းတွန်းစပြီးတော့တုံးပြီ။ကျွန်တော်ပွဲကျုံမှာပြောခဲ့တယ်၊ Gensalan နဲ့ပွဲမှာတုံးခဲ့တယ်၊ Gensalan ကန်တဲ့ကန်ချက်က Compound Wine ချိန်သိမ့်တုံးမယ်ဆိုတာခင်ဗျားတို့မြင်တဲ့အတိုင်းပဲ။ Bodykit တွေကန်တယ်၊ Bodykit ကန်တဲ့အခါမှာညာလက်ကတော့လုံးဝမကြောက်ဘူး။ဒါပေမဲ့အဲ့ ကန့်ခံရတဲ့ညာလက်ဒီညာဘက်ရှိုးတာညာဘက်လက်မောင်းဒီဘိုင်းဆက်နားတွေကနေရတွနေပြီဆိုတဲ့အတွက်ကြောင့်မလို့လေညာဘက်လက်ကတန့်စီရဲ့ညာဘက်လက်ကထင်းတလောက်တိတ်ပြီးမထွက်တော့ဘူးသူကြောက်နေရလဲဖြစ်ကောင်းဖြစ်မယ်နာသွားအကြောင်းလဲဖြစ်ကောင်းဖြစ်မယ်ကြောက်နေရဆိုတဲ့အချက်ကကြတော့ညာလက်ထိုးတဲ့ချိန်ခုနကကစ်ထပ်ပြီးဝင်လာရင်ကင်ဆယ်လက်နဲ့ပွဲရလို့ထပ်ပြီးဖြစ်မယ်ဒါဟုတ်သူစိုးရိမ်နေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါသည်ဖြစ်နိုင်ဆုံးချက်နောက်တစ်ချက်ကကြတော့အကန့်ခံရလို့နာတာ ဒါလည်းဖြစ်နိုင်ခြင်းရှိတယ်။ဆိုတော့ဒုတိယချီကနေစပြီးတော့ညာလက်ကတိတ်ပြီးတော့မပါတော့ဘူး။ low kick ကံဖို့ပဲခြောက်နေလက်ဘူးဆွဲတယ်။လက်ဘူးကမှားတော့မမှားဘူး။ဒါပေမဲ့ step တစ်ခုမပါရတဲ့အတွက်ကြောင့်မလို့အပြေဝါလည်းမမှန်မြအောင်။တန်းစင်ကလိုက်ရမယ့်နေရာနေမှာအပြက်လိုက်ပေမဲ့လိုအပ်ချက်တွေရှိပါတယ်။အရင်ကပွဲတက်ဆိုင်တော့ပို့ပြီးတော့ငြိမ်လာတယ်။အမားနေလာတယ်ဆိုမဲ့လိုအပ်ချက်တွေကတော့ရှိနေတုံးပါ။ဒါပေမဲ့သူနဲ့တွေ့ရတဲ့လူကလည်းစောင့်ချင်မဟုတ်တဲ့ compound 9ဆိုတဲ့လူတစ်ယောက်ပါ။ဆိုတော့ဒီလောက်တော့ဆော့ပြသွားနိုင်ပါတယ်။ အမှတ်ဆုံးဖြတ်မှာဆိုရင်တော့ပထမချီကိုကျွန်တော်ကတန့်စင်အောင်အသာပေးထားလိုက်ပါတယ်ဒါပေမဲ့တိတ်တော့မသိကြဘူးဒါပေမဲ့ပထမချီကိုလို့အသာပေးမယ်ဆိုရင်တော့မှနောက်နှစ်ချီမှာကတော့ combine 9ကအပြတ်တန်နဲ့တားတဲ့အတွက်ကြောင့်မလို့29 28 United နဲ့ decision နဲ့ရှုံးသွားပါတယ်မိစိုးပင် ဆိုတဲ့ကမူအမားတွေကအကောင်အစိုးရကနေအကောင်ဆွဲထုတ်ရမယ်ဆိုရင်တော့ပို့ပြီးတော့တင်းငိမ့်လာတယ်အမားနေလာတယ်အာယုံဆက်နိုင်စွမ်းပို့ပြီးတော့ကောင်းလာတယ် right cross တွေထိရတော့မှရှေ့ပွဲကားလောက်ထိတော့ မပြွားဘူးမကြသွားဘူးပေါ့နော်ဒါကလည်းဒုတိယအခြေတတိယအခြေလောက်မှထိရအောင်လဲပါကောင်းပါနိုင်တယ်ဘလို့ပဲဖြစ်ဖြစ်တိတ်တော့အားမရဘူးဒါပေမဲ့အကောင်းဆုံးစူးစမ်းပါလို့ပဲပြောချင်ပါတယ်အပြစ်လို့လဲဆိုလို့မရတဲ့ပွဲပွဲလို့ပဲပြောရမှာပဲတန်းစီအတွက်ကိုအပြစ်တော်ဆိုလို့မရတဲ့ပွဲပွဲပါသူအကောင်းဆုံးသူလွတ်နိုင်တဲ့အပိုင်းတော့သူအကောင်းဆုံးလုပ်သားပါတယ် second game plan တခုတော့မပါလာတာကိုတွေ့ရပါတယ်အကောင်းဆုံးတော့ဆော့ပြသွားရှာပါတယ်နေရတာပါ channel msn အပါ